မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့အချိန်ကာမဟုတ်မိုးရွာနိုင်မဲ့တရေပေးချက်အမှတ်စဉ်30မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်2025ခုနှစ်ဧပြီလ၄ရက်ဒီနေ့မြန်မာစံတော်ချိန်ည9:00နာရီချိန်ထုတ်ပြန်ချက်မှာတော့2025ခုနှစ်ဧပြီလ၄ရက်နေ့မြန်မာစံတော်ချိန်ည9:00နာရီချိန်မှာထုတ်ပြန်တဲ့အချိန်ကာမဟုတ်မိုးရွာနိုင်မဲ့တရေပေးချက်ကိုအပါတိုင်းအစဉ်အခံတင်ပြလာခဲ့တာဖြစ်ပါတယ် ီနေ့ဒီမှာစံတော်ချိန်ညနေ6:00နာရီခွဲချိန်တိုင်းထွားချက်တွေရကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ကလင်းရွေးတွေနဲ့တရုတ်ပြည်မှာခြေပေါ်မှာရှိတဲ့လေးပြည်အာကြီးရဝန်းဒေတာကရွေးရှားလာတဲ့လေအေးတွေတွေးဆောင်တာကြောင့်လောကအရှိဘက်ကရွေးရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင့်လောကဒီနေ့ညကနေ9ရက်လေးလ2025ရက်အတွင်းမှာတရင်းတိုင်းတိုင်းဒေတာကြီးကရင်ပြည်နယ်နဲ့မော်ပြည်နယ်မှာနေရာစိစိနဲ့6ရက်လေးလ2025ရက်နေ့ကနေ12ရက်လေးလ2025ရက်အတွင်းမှာနေပြည်တော်ရောင်တိုင်းဒေတာကြီး င်းမန္တလေးတိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးမွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီး ER တိုင်းဒေသကြီးကယားပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကွက်ကြားကနေနေရာကျဲကျဲနဲ့တရင်းနိုင်တိုင်းဒေသကြီးကချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာဆိတ်ဆိတ်ကမိုးထစ်ချုံရွာနိုင်ပါတယ်အကြံပြုချက်အနေနဲ့ကတော့အများပြည်သူတွေအနေနဲ့ အချိန်ကမှမိုးရွာသွန်းလာတဲ့အတူတူလေပြင်းတိုက်ခတ်တာမိုးထစ်ကြုံတာမိုးကြိုးပြစ်တာလည်းဆီလက်တာနဲ့မိုးသီးကြွေတာစတဲ့မလို့သာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာလည်းဖြစ်ပါရဲ့ရှင်ဆက်လက်ပြီးတော့လေ2025ခုနှစ် ဧပြီလ၄ရက်နေ့ည9:00နာရီချိန်နေ့စဉ်မလို့သားတဲ့ကိုဖော်ပြပေးပါမယ်။မင်္ဂလာပင်လယ်အခြေအနေကတော့မင်္ဂလာပင်လယ်မြောက်ပိုင်းမှာတိမ်နေငယ်ဖြစ်တော်ပြီးတော့ကပ်လီပင်လယ်ပြင်နဲ့ကြံမင်္ဂလာပင်လယ်မှာတိမ်အထင်တွေကနေတည်တူတက်ပါမယ်။မနက်ဖြန်မွန်တဲချိန်လေးခမှန်းချက်ကတော့တိုင်းနိုင်တိုင်းဒေသကြီးမိုးပြင်းနေနဲ့ကရင်ပြည်နယ်မှာနေရာစိစိနဲ့ရောင်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်း AR တိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်မှာနေရာကွက်ကြားမိုးတက်ကြုံရပါမယ်။ရွာရင်ရုံ80ဖြစ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိမ်အထင်တွေဖြစ်တော်မှာ ါမယ်။မိုးထိပ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ဒဲနိုင်တိုင်းဒေသကြီးမိုးပြင်းနဲ့ကရင်ပြည်နယ်မှာမိုးထိပ်တောင်ဖြစ်ထွန်းလျက်ရှိပြီးတော့အဆိုပါမိုးထိပ်တောင်ရွှေရှားရနေရာတစ်လျှောက်မှာတော့မိုးရွာသွန်းနာရီနဲ့အတူတူလေပြင်းတိုက်ခတ်တာမိုးထိပ်ကြုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာနဲ့မိုးသီးကြွေတာစတဲ့မိုးရွာသားဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတင်းပြုနိုင်ဖို့အကြံပြုလာတာဖြစ်ပါတယ်။ မြမပင်လေပြင်းမှာလှိုင်းနှင်းငယ်ကနေလှိုင်းတဲ့တဲ့ရှိပါမယ်။လှိုင်းမြဟာမြမကံရဲတက်ဆောင်တဲ့ကဲလွန်ပင်လေပြင်းမှာ၄ဘေးကနေ9ဘေးကရှိပါမယ်။နောက်နေ့အတွက်ခမန်းချက်ကတော့နေပြည်တော်ရောက်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တရိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မော်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကျဲကျဲမုန်းတဲ့ခြုံရပါမယ်။နေပြည်တော်နဲ့အနေတော်အတွက်မြက်ပါမုန်းတဲ့ချိန်လေးခမန်းချက်ဟာတည်ရင်တင်တဲ့ပြထုံပါမယ်။ရောင်မြ ျိုးနဲ့နေတော့တဲ့နတ်ဘာမွန်တဲ့ချိန်လေးခံမှန်းချဟာတိမ်တင်းတဲ့ပြေထွန်ပြီးတော့နေရာကွက်ကြမိုးထစ်ကြုံရပါမယ်။ရွာရုံ80ဖြစ်ပါတယ်။မန်လေးမြို့နယ်နေတော့တဲ့နတ်ဘာမွန်တဲ့ချိန်လေးခံမှန်းချဟာတိမ်တင်းတဲ့ပြေထွန်ပါပဲရှင်။ ဆက်လက်ပြီးတော့လည်းငလျင်ပေးကုညီဖို့သွားတဲ့ကားတစီအမြန်လမ်းမှာတိမ်မောက်လို့၅ဦးထဏ်ရရတဲ့အကြောင်းဖော်ပြပေးပါမယ်။ပဲခူးတိုင်းရတာရှင်မျိုးနဲ့ရန်ကုန်မန္တလေးအမြန်လမ်းမှာငလျင်ပေးကုညီဖို့သွားတဲ့ကားတစီတိမ်မောက်လို့၅ဦးထဏ်ရရတယ်လို့ကုညီကယ်ဆယ်လုံဆောင်ပေးတဲ့ထံကသိရပါဗျ။အေဗလော၃ရဲ့ရမန်နေမနာခရနာရဲ့ကျော်လာကအမြန်လမ်းမှိုင်တဲ့အမှတ်189ပါလုံးလေးမှာရန်ကုန်ကနေနေပြီးတော့ဘက်ကိုဦးတည်မောင်းနေလာတဲ့ငလျင်ပေးကုညီရင်တန်း၅စီအနက်ကနေလူချောင်းလိုက်ပါလာတဲ့ ပေါ်ဂျယ်ရီရင်တစီတိမ်မောက်ခဲ့တာလို့ဆိုပါရယ်ကားကရှေ့ဘင်းပေါက်ပြီးလမ်းဘေးထိုးကြတိမ်မောက်သွားတာမွန်ဘက်ကနေမန်လေးဘန်ငရင်းပီးလှူပို့သွားတဲ့ကားလို့လည်းသိရတယ်တေဆုံးတာတော့မရှိပါဘူးလို့ကိုကြီးကယ်စိန်လှောက်ဆောင်ပေးသူကဆိုပါရယ် တိမ်ပေါတောင်ကတော့ရင်ပေါ်ပါအသက်20ကျော်ကနေ65ကျအမျိုးသားတုံးနဲ့အမျိုးသမီး၄ဦးတန်ရာရပြီးတော့ကားရှိနောက်လေကာမှန်ကွဲအပ်တာအမိုးပိန်ချိုင်ပျက်စီးခဲ့တာတန်ရာရတဲ့သူတွေကိုနေပြီးတော့ဂရင်တထောင်စင်းကိုပို့ဆောင်ခဲ့လို့သိရပါဗျ။ရင်တိမ်ပေါတန်ရာရတဲ့သူတွေဟာငွေပြည်နဲ့တထောင်မျိုးနယ်ကဖြစ်ပြီးတော့မန်လေးငနေဘေးသင့်ပြည်သူတွေအတွက်စားသောက်ဆရာတွေတွားရောက်လှူဒန်းဖို့လာကြသူတွေလို့သိရပါဗျ။မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်ပဲရန်ကုန်မန္တလေးအမြန်လာပါ ိုင်းနေရာတော်တော်များများမှာလမ်းနဲ့တရာပြည့်စည်မှုတွေအများအပြားဖြစ်ပွားခဲ့ပြီးတော့လက်ရှိမှာတော့လမ်းပိုင်းပြည့်စည်မှုရှိတဲ့နေရာတွေမှာရန်ကုန်မန္တလေးလမ်းဟောင်းကိုအသုံးပြုမောင်းနေရတာဖြစ်တယ်လို့သိရပါဗျ။ ဆက်လက်ပြီးတော့လည်းငလျင်လှုပ်ခတ်ပြီးတဲ့နောက်ဒေသလေးကမှမြေကျုံပေါက်ဖြစ်ပေါ်တဲ့အကြောင်းဖော်ပြပေးပါမယ်။စကိုင်းမြို့နေကိုဗဟိုပြုပြီးတော့အင်အားကြီးနဲ့တည်းလှုပ်ခတ်ပြီးတဲ့နောက်မြန်မာနိုင်ငံအတွင်းခရီးနေကရင် AR နဲ့ထိုင်းနိုင်ငံမြောင်ဆောင်ခဲမှာမြေကျုံမှုဖြစ်ပေါ်ပြီးတော့မြေကျုံပေါက်တွေဖြစ်ပေါ်ခဲ့ကြောင်းဒေသခံတွေထံကသိရပါတယ်။မတ်လ28ရက်မော်လဲ7နာရီမိနစ်50အချိန်ကပြည်ယာရက်တာစကခရစ်တသမ9နဲ့ငလျင်လှုပ်ခတ်ပြီးတဲ့နောက်ခရီးနေပြီးတမောဆုံမြို့နယ်နောက်ဘက်ကျန်ကရင်ပြည်နယ်ကုန်း ွေမြို့နယ်လမ်းဖားရွာ ရေခမ်းချောင်းနေတဲ့အရာတွေမြင့်မြင့်နဲ့ပြင်တနေရတဲ့မေအောင်ဆောင်ခရိုင်ခွန်ရံမြို့နယ်ပန်းမယ်ဆိုတဲ့ဟွာမှာရှိတဲ့ဥယျာဉ်ခြံတွေအတွင်းမှာမြေကျုံပြီးတော့ပုံစံတူမြေကျုံပေါက်တွေဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ဘလို့ဖြစ်တာလဲတော့မသိဘူး။ငလျင်လှုပ်ပြီးတော့ဖြစ်လာတာပဲ။အခုလည်းပဲဆက်ပြီးပြိုနေတော့လို့လည်းကြားတယ်။စားပြိုတော့ကတော့ပေတရာလောက်ရှိတဲ့တွင်အဝါကအခုဘေးကမြေကြီးတွေကဆက်ပြီးပြိုနေတော့ပဲ။တွင်ကြီးကတစ်ခုနဲ့တွင်သေးကနှစ်ခုဖြစ်သွားတာပါလို့ကွန်ကရစ်ဒေတာကန်ကဆိုပါတယ်။ ြေကျုံပေါက်တွေကတော့မြေပြင်မှာသာမကပဲနဲ့ပြင်လေသမုတ်တရားပြင်နေမှာပါဖြစ်ပေါ်နိုင်ပြီးအစောပိုင်းမြေကျုံပေါက်တွေကြောင့်နေရာမှာရှိတဲ့အခြေခံအဆောက်အုံတွေတစ်စိတ်တစ်ပိုင်းဒါမှမဟုတ်ပြိုကျပျက်စီးနိုင်တဲ့အကြောင်းနဲ့ဒေသတွေမြေပြင်နဲ့အသင်ပြင်ပြောင်းလဲပြီးတော့ရှင်မင်းနဲ့ပြင်အောင်ရေစင်းကြောင်ပြောင်းလဲတာတွေဖြစ်ပွားနိုင်တဲ့အကြောင်း UN ရဲ့အာဂတပြင်ပရေးရာရုံးကတင်ပြပါရယ်မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်တိုင်ကိုမန်လေးတိုင်ပဲခူးတိုင်စကိုင်းတိုင်နေပြီးတော့ねရှမ်းပြည်နယ်မှာဆွဆွရခံစားခဲ့ရပါတယ်လူဦးရေ30ကျော်ဘေ ဒုက္ခကြုံခဲ့ရပြီးတော့အကူအညီတွေလိုအပ်နေတဲ့ကြောင့်အမျိုးသားညီညွတ်ရေးအစိုးရကဧပြီလတရက်မှာထုတ်ပြန်ထားသလိုငရင်ဘေးတန်တဲ့ဒေသတွေမှာအမိုးကရေတန့်နဲ့ဆေးဝါးတွေရှာပါပြက်လက်နေတဲ့ကြောင့်ဥလားတို့ကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး UNO ချာကတရေပေးထားပါရရှင်။ ဆက်လက်ပြီးတော့လည်းလာမယ့်တစ်ပတ်အတွင်းအချိန်ကာမှုမွေးရနိုင်မယ်လို့သတိပေးတဲ့အကြောင်းဖော်ပြပေးပါမယ်။လာမယ့်တစ်ပတ်အတွင်းမှာတော့မြန်မာနိုင်ငံကနေရာတော်တော်များများမှာအချိန်ကာမှုမွေးရနိုင်မယ်လို့မူလတာနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကဧပြီ၂ရက်နေ့ကညပိုင်းမှာထုတ်ပြန်ပါတယ်။ဧပြီ၂ရက်နေ့ကည6နာရီခွဲအချိန်တိုင်းထွားမှုအရဧပြီ6ရက်ကနေ17ရက်အတွင်းမကွေးတိုင်းစကိုင်းတိုင်းမန္တလေးတိုင်းနေပြီးတော့ရန်ကုန်ပဲခူးအေရီကယားချင်းရခိုင်နဲ့ရှမ်းပြည်နယ်တွေမှာတော့နေရာကွက်ကြားကနေနေရာကျကျ တင်းနာရီတိုင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာတော့နေရာစိမ့်စိမ့်မိုးထစ်ချုံရွာနိုင်တယ်လို့သိရပါဗျာ။ ဧပြီလ2ရက်ညနေကနေဧပြီလ5ရက်နေ့အတွင်းတရင်းနာရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာတော့နေရာချင်းချင်းကနေနေရာစိတ်စိတ်မွေးရနိုင်တယ်လို့ဆိုပါတယ်။ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ကနေတင်းတွေးတွေနဲ့တရုတ်မြန်မာကြီးပေါ်ကလေဖြည့်အာကြီးရဝန်းဒေသကရွေးရှားလာတဲ့လေတွေတွေ့ဆုံတာနဲ့အရှိန်ပန်ရွေးရှားလာတဲ့လေပွေလှိုင်းတွေရဲ့အချိန်ကြောင့်အချိန်ကာမှုမွေးရသွန်းနိုင်တယ်လို့လည်းထုတ်ပြန်ထားပါတယ်။ဒီလိုအချိန်ကာမှုမွေးရတာတွေအပြင်လေပြင်းတိုက်ခတ်တာတွေမိုးတက်ကြုံရတာမိုးကြိုးပြစ်တာလျှံစီးလက်တာတွေနဲ့ မိုးသီးကြွေရာစတဲ့မလူဝတာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တာကြောင့်ပြည်သူတွေအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့မလူဝတာနဲ့ဇလားဗီတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းငလင်းကြောင်ပြောပွဲတဲရောနယ်ဝမ်တွင်းမြို့တွေမှာအဆောက်အအုံ920ကျော်ပြည့်စည်တဲ့ကြောင်ဖော်ပြပေးပါမယ် အင်းအပြင်းမျိုးတွေလှုပ်ခတ်တာကြောင့်မန်လေးတိုင်ပျော်ဝင်မျိုးသဲရောနယ်ဝမ်းတွင်းမျိုးတွေမှာတော့ဖျားစီတွေကြောင့်ပလီဆက်ရုံနဲ့နေအဆောင်အုံပေါင်း920ကျော်ပြိုကျပျက်စီးခဲ့တယ်လို့လူမှုကွန်ရက်အသင်းတာဝန်ရှိတဲ့သူတွေကဆိုပါတယ်။စကိုင်းတိုင်းကိုဗဟိုပြုတ်ပြီးလှုပ်ခတ်ခဲ့တဲ့ငလေးကြောင့်စကိုင်းမန်လေးမျိုးတွေမှာ ထိခိုက်ပျက်စီးခဲ့ပြီးတော့ပျော်ပွဲတဲရောနယ်ဝန်ရွှေမြို့တွေမှာတော့နေအဆောက်အုံဆက်ရုံပေါင်း320ပြူကျပျက်စီးခဲ့ပါတယ်။မြင်းလေလှုပ်ခတ်တာကြောင့်သေဆုံးသူ200ကျော်နဲ့ဒဏ်ရာရသူ80ကျော်လည်းရှိခဲ့ပါတယ်။ဒါအပြင်မြို့နယ်အတွင်းကဖျားစီတွေကျောင်းပေါင်း200နီးပါးနဲ့ပလီဖျားကျောင်းလေးလုံးပြူကျပျက်စီးခဲ့ပါတယ်။လူမှုကွန်ရက်အသင်းတာဝန်ရှိသူတယောက်ကတော့တမျိုးနယ်လုံးအနေနဲ့ဦးစင်းသုံးပါးပြန်လည်တော်မူတာရှိတယ်။အဲ့ဒီနေ့ကဥပုံနဲ့ဥပုံတရင်ဆောင်ရင်လည်းလူတွေသေးတာတော့ ကျွာရီဘက်မှာရှိတယ်။ဖုန်ကြီးပြန်ပွဲမှာဆိုရင်မုံဦးပြူကြတာ9ယောက်လောက်သေးတယ်။နောက်ကြီးဝတရွာမှာဖျားပြူပြီးမျိုးသွေး2ယောက်လည်းဆုံးသွားတယ်။ဖျားစီရီမှတ်တဲ့မြတ်မျိုးပေါ်မှတ်တဲ့မြတ်မြန်မာနိုင်ငံမိသက်တပွဲကနေ့စဉ်လိုက်ရှင်ပေးနေတာတော်တော်များများရှင်းတဲ့လောက်ဖြစ်နေပြီလို့ဆိုပါရယ်။လက်ရှိမှာတော့မြေခါခဲ့တဲ့ចောင်းဆောင်တွေကိုတကြံပြီးမှရှင်းနေနိုင်ပဲလို့ចောင်းဆောင်မြေခါခဲ့တဲ့ပုလဝါကြီးဝါចောင်းတိုင်းဆရာတော်ကဆိုပါရယ်။ဘုန်းတော်ကြီးចောင်းတွေကတော့အကုန်ပြတ်ကုန်တာ။ចောင်းမကြီးဖြိုတဲ့အထေကတကြံပြီးမှလုံနိုင်မှာចောင်းကြီးကအကုန်ပြေကြတာ။ ရှေ့ချောင်းလည်းပဲရှေ့ချောင်းဆိုတော့အကာရဲအကုန်ပွတ်ထွက်ကုန်တယ်။ကြံတဲ့အပိုင်းကလည်းအကုန်အကုန်လား။ဆိုလိုတာကနေလို့မရတဲ့အနေထားပေါ့။ဖျားရတော့အကုန်လုံးစီတော်တွေညှိခရတယ်လို့ဆိုပါရတယ်။ညင်းလေးလှုပ်ခတ်တာကြောင့်စီရီတကွန်တိုင်းနဲ့ကြောင်းဆောင်ကြီးပြူကျညှိခခဲ့တာကြောင့်တန်ငါသုံးပါးပြန်တော်မူခဲ့တယ်လို့တိန်တော်တောရကြောင်းတိုင်ဆရာတော်ကမိန့်ပါရတယ်။ဦးစင်းတို့ကြောင်းတွေကစီရီလေးစုတကွန်တိုင်းသုံးစုနဲ့ကြောင်းဆောင်ကြီးလေးဆောင်ပြူသွားတယ်။တန်ငါတော့သုံးပါးပြန်တော်မူသွားတယ်လို့ဆိုပါရတယ်။မြန်မာနိုင်ငံမှာ အင်အားဖြင့်ငှက်လေလှုပ်ခတ်တာကြောင့်လူပေါင်း3912ယောက်သေဆုံးခဲ့တယ်လို့အင်ပလာလေယာဉ်မြန်မာစံတော်ချိန်နေ့လယ်တနာရီတိကောက်ယူထားတဲ့အစီအစဉ်ကြီးကသိရပါတယ်